အားလပိုင်းတလလုံးငွေဝင်ချမ်းစီပြီးတော့ကံကောင်းစီမဲ့အထူးအစွမ်းထက်ရရားလေးတခုကိုဆရာပြောပြပေးသွားမှာဖြစ်ပါတယ်အခုရောက်နေတဲ့ငားလပိုင်းမှာငားလပိုင်းတလလုံးငွေဝင်ချမ်းခြင်းနဲ့ငွေဝင်ခြင်းနဲ့ထီရီချဲတွေပေါ့ခြင်းနဲ့ဈေးရောက်ကောင်းခြင်းနဲ့အယောင်းဝယ်တွေကောင်းခြင်းနဲ့ နော်အလုံးကိုင်းကြီးအစီအပြေခြင်းနဲ့စီးပွားရေးတွေတိုးတက်စေခြင်းနဲ့အကျွေးတွေကြီးခြင်းနဲ့အကျွေးတွေပြန်ရခြင်းနဲ့ငွေကြီးအခက်ခဲတွေပြေးလည်ခြင်းနဲ့ဆိုရင်ဆရာအခုပြောပြသွားမယ့်ယရိယာလေးကိုတည်တည်ချာချာလေးလိုက်လို့ပါယုံယုံကြည်ကြည်နဲ့သာလိုက်လို့ပါအားလာပိုင်းတလာလုံးငွေဝင်ချမ်းစီပြီးတော့ကံကောင်းစေရမယ်ဆိုတာကိုဆရာအာမခံပါတယ်ဒီရတရားလေးကိုဘယ်လိုပြုလုပ်ရမလဲဆိုတာကိုဆရာဗီဒီယိုလေးနဲ့တေချာလေးရှင်းပြပေးပါမယ်เนาะ ဗီဒီယိုလေးနဲ့တခြားလေးရှင်းပြပေးပါမယ်။ဗီဒီယိုလေးကိုလည်းပြီးဆုံးအောင်ဒီကြည့်ပေးပါ။ဒါမှဆရာပြောတဲ့စောင်းရံရှောင်းရံတွေကိုလည်းသိရမှာဖြစ်ပါတယ်။ယရိယာကတော့၅လပိုင်းတစ်လလုံးငွေဝင်ချမ်းစီမှုကစိုးရွက်ကြော်ကတ်ကြဆို့ဆိုတဲ့ကုသိုလ်ပြုယရိယာလေးပဲဖြစ်ပါတယ်။ဒီယရိယာလေးကိုဆရာတစ်နှစ်ကိုတစ်ခါပဲတရက်ဖဲလုတ်ခိုင်းပြီးတော့ပြောလို့ရှိပါတယ်။အရန်ကိုထူးခြားပြီးတော့အစွမ်းထက်တဲ့ယရိယာဖြစ်ပါတယ်။ဒီယရိယာကိုတိတိကျကျလိုက်လုတ်လိုက်ပါ။၅လပိုင်းတစ်လလုံးငွေဝင်စေရမယ်ဆိုတာကိုဆရာအာမခံပါတယ်။နော်။ အားလာပိုင်းမှာဒီဗီဒီယိုကိုတွေ့ရတဲ့နေရာနေစပြီးတော့ဒီအရာလေးကိုပြုလုပ်လို့ရပါပြီအားလာပိုင်းမှာဘယ်နေ့လုံလို့ရပါလဲဒီဗီဒီယိုတွေ့ရတဲ့နေရာနေစပြီးတော့စလုပ်မယ်ဆိုရင်ပို့ပြီးတော့ကောင်းပါတယ်ပြီးတော့နောက်တစ်ခုကတော့ဆရာတို့ပေါ့နော်ဒီပြုလုပ်ရမယ့်အချိန်ကတော့မနက်9:00နာရီကနေမနက်17:00နာရီအတွင်းမှာဖြစ်ပါတယ်နော်ဒီတိုင်းလောက်ဆရာမလို့ပါဘူးတည့်ရက်သေးပဲပြုလုပ်ရမှာဖြစ်ပါတယ်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုစွန်းထမင်းနဲ့တကွเนาะ၅လပိုင်းတစ်လလုံးငွေဝင်ကျမ်းဖို့ကစုံရွက်ကြော်ကကြာစုဆိုတဲ့အတိုင်းပဲကစုံရွက်ကြော်ကိုမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုစွန်းထမင်းနဲ့တကွ ကတ်လူပေးပါပြီးရင်ဆရာတို့ကော်ဖီတစ်ခွက်စီးဝါတက်ဆိုတဲ့အတိုင်းပဲငါးလပိုင်းတစ်လလုံးစီးဝါတက်ပြီးတော့ငွေဝင်စေဖို့ကန်ကောင်းစေဖို့ကော်ဖီတစ်ခွက်ကိုကတ်လူရမှာဖြစ်ပါတယ်ပြီးတော့ဆရာတို့စီမီအဖြူရောင်၃တိုင်ကိုမြတ်စွာဘုရားရှင်ကိုပူဇော်ရမှာဖြစ်ပါတယ်ပြီးရင်ဆရာတို့တန်ဖို့တေခါတာကိုကိုးကောက်ရှိုးရမှာဖြစ်ပါတယ်ရွတ်ပြီးပြီးဆိုတာနဲ့ဒီရီယာလေးပြုလို့လို့ပြီးပါပြီဒီရီယာပြုလို့မယ်ဆိုရင်စူတောင်းရမှာတော့ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုငါးလပိုင်းတစ်လလုံးဝေဝေကန်ကောင်းစေမဲ့ကစုံရွက်ကြော်တပကံ ကော်ဖီတစ်ခွက်စီမီဖြူရောင်သုံးနိုင်ကိုကတ်လူပူဇော်ပါတယ်ကတ်လူရသောစေတနာတရားတရားမေတ္တာအကျိုးများကြောင့်ဓမဲတော်သည်ငားလာပိုင်းတလာလုံးငွေဝင်ပါစေကံကောင်းပါစေဒီထက်မကလူနိုင်တန်းနိုင်ပြရသေးဒီထက်မကသာသနာပြုနိုင်ပြရသေးဆိုပြီးဆရာတို့ဆူတောင်းမယ်ဆူတောင်းပြီးပြီဆိုရင်ဆရာတို့ဒီရတရားလေးပြုလုပ်လို့ပြီးပါပြီဒီရရပြုလုပ်မယ်ဆိုရင်ဒီဗီဒီယိုလေးကို share ထားပေးပါမိမိရဲ့တငယ်ချင်းတွေမိဆွေတွေဆွေမျိုးတွေမိသားစုတွေကိုလည်းဒီရရလေးကိုပြန်လည်မျှဝေပေးပါဆရာကုသိုလ်ပြုရရကိုပြန်လည်မျှဝေပေးတယ်ဆိုတာကုသိုလ်လည်းရသေးတယ်ငွေလည်းဝင်သေးတယ် ကိုယ့်ရဲ့လူအင်ဆန္ဒတွေလည်းပြေးဝစီပါတယ်အဲ့ဒါကြောင့်မလို့ဒီရီယာပြုလုပ်မယ်ဆိုရင်ဒီဗီဒီယိုလေးကို share ထားပေးဖို့ဆရာပြောချင်ပါတယ် comment မှာလည်းမိမိရဲ့နေနံကိုရေးခဲ့ပါဒီဗီဒီယိုလေးကို like လုပ်ထားပေးပါ share လုပ်ပေးထားပါ comment မှာလည်းမိမိနာမည်ကိုရေးပေးထားပါဆရာအကောင့်ကိုလည်း follow လုပ်ထားပေးဖို့ဆရာပြောချင်ပါတယ်ဒါဆိုရင်တော့ဆရာတို့လုံလောက်ပါပြီပြီးရင်ဆရာစောင်းရန်ရှောင်းရန်တွေလည်းထပ်ပြီးတော့ပြောပြပေးပါဒီရီယာပြုလုပ်တဲ့နေ့မှာလုံးဝဝတ်သားအမဲသားလုံးဝမစားပါနဲ့ဝတ်သားအမဲသားစားတာကိုရှောင်ပေးပါဒီရီယာကိုပြုလုပ်တဲ့နေ့မှာအနီရောင် ဝိစင်ကြီးကိုလုံးဝရှောင်ပေးပါအနီရောင်ဝိစင်ရမှာရှောင်ရမှာဖြစ်ပါတယ်နော်အဲ့တော့ခုနှစ်ရသားသမီးအားလုံး၅လပိုင်းတစ်လလုံးကော်ဖီနဲ့ကစုံရွက်ကြော်ရေရောင်ကက်လူရတဲ့ခုနှစ်ရသားသမီးအားလုံးဆရာပရိသတ်တွေအားလုံး၅လပိုင်းတစ်လလုံးငွေဝင်ကြပါစေကံကောင်းကြပါစေစီးပွားလက်လာပါတွေတိုးပွားကြပါစေလို့ဆရာဆုတောင်းပေးပါတယ်ဆရာ